တနင်္ဂနွေသားသမီးများအတွက်တပတ်စာပေးခြင်းဟောစတန်နိုင်ငံခြားမှာအလုရှာနေပါကသို့မဟုတ်နိုင်ငံခြားကိုအလုလျှောက်လန်းထားပါကအလုရမည်အိမ်အိမ်ကန်တိုက်ခန်းကွန်ထရိုးကန်အရှောင်းအဝယ်ဖြစ်မီငွေအနည်းငယ်ထွက်မီတယ်လီဖုန်းအသစ်ဝင်မီအမှုပညာလုပ်ငန်းနှင့်ပတ်သက်ပြီးသတင်းကောင်းကြားရမည်စေယုံကိုလူနာသွားမေးရမည်မေးခဲ့သောကောင်းဤဈမရေကတော့ခါနာမီပညာရေးမှာကံကောင်းပါသည်နိုင်ငံခြားမှာကြောင်းလျှောက်ထားပါကအကြောင်းဝင်ခွင့်ရရှိမည်အခြေအနေနှင့်အိမ်တော်ရေးတာရပါသည် ံကောင်းသောခနှင်းများမှာတသုံးခွန်ကနန်းများဖြစ်ပါသည်ခြေရရအနေဖြင့်တနင်္ဂနွေနေ့မှာတဘူကြီးဖျားတနင်္ဂနွေတောင်မှာရေစာကိုညို့တပြေကိုညို့ခန့်ကော်ကိုညို့ကတ်လူပါတနင်္ဂနွေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင် တနင်္လာသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်နိုင်ငံသားတန်ယုံတယုံမှာဗီဇာလျှောက်ထားပါကဗီဇာရမည်ရရှိရန်ရှိသောငွေများဝင်မိတင်ကောင်းကိုကြားရမည်အမှုရှိပါကအမှုနံမည်အိမ်ဆောက်ရန်ပနဲ့ရိုက်ရမည်မြေအရာအဝယ်ဖြစ်မည်အမှုပညာလုပ်ငန်းလုပ်ပါကအမှုပညာနှင့်ပတ်သက်တဲ့လုပ်ငန်းအတွက်အောင်မြင်မှုရရှိမည်တခုခုကပိုင်းနဲ့ခံရတတ်သည့်တတိထားပါ တယ်လီဖုန်းပြောင်းပြီပညာရေးမှာကံကောင်းပါသည်စံမိုးပဲဖြစ်ပါကအောင်မြင်ပြီဇမ်းမာရေးကတော့တဲကျေကြောက်တယ်မီအချီရေးမှာချစ်သူ၏အမုန်းစကားကြားရမီအိမ်တော်ရေးမှာလည်းအိမ်တော်ဘက်နှင့်စကားများရမီကံကောင်းသောကနန်းများမှာငါးခွန်ကိုကနန်းများဖြစ်ပါသည်ရေတရအနေဖြင့်တနင်္လာနေ့မှာတကိုးကြီးပြတနင်္လာထောင်းမှာငွေထီးနှစ်လက်ကလူပါတနင်္လာသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင် အင်္ဂါသားသမီးများအတွက်တပတ်စာပြေတင်ဟော့စတန်အိန္ဒိယအရွှေ့အပြောင်းပေါ်မီအင်သစ်တက်ရမီနိုင်ငံခြားငွေဝင်ပြီးသို့မဟုတ်နိုင်ငံခြားမှငွေရောက်မီပဲပြောင်းနှံကောက်ပဲတင်နေရောင်းဝယ်ရေးမှာဈေးကောင်းရမီအမွေကိစ္စစကားပြောရမီရွှေထွက်မီရွှေမျိုးတူဦးဤတက်တူရှယ်ယာလုံဝဲများပေါ်မီဖျားမှုခရီးအတွက်အစီအစဉ်ပြုလုပ်ရမီပညာရေးမှာကံကောင်းပါသည်စာမွေးအတွက်သတင်းကောင်းကြားရမီတမန်ရေးကတော့အယိုးကြီးပေါင်းရောဂါရမီအချင်းရေးမှာချစ်သူနှင့်အတူအလှူဒါနပြုလုပ်ရမီ ည်။တင်တော်ရင်မှလည်းတာယာပါသည်။ကံကောင်းသောကနန်းများမှာ1နှစ်5ကနန်းများဖြစ်ပါသည်။ဇေဒရာနေဖြင့်အင်္ဂါနေ့မှာတဘိုးကြီးဖျက်အင်္ဂါထောက်မှာစီဒမင်း၃ပွဲကတ်လူပါ။အင်္ဂါသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေရှင်။ ဟိုတဟူသားသမီးများအတွက်တပတ်စာပေတင်ဟော့စတန်ဝန်ထမ်းဖြစ်ပါကအလုတ်ပြောင်းအလုတ်နေရာပြောင်းရမည်မော်တော်ဆိုင်ကယ်အရာအဝယ်ဖြစ်မည်အလုတ်အသည့်အတွက်အင်တာဗျူးဝင်ရမည်ရွှေအရာအဝယ်ရွှေလုပ်ငန်းမှာပြဿနာအနေငယ်ပုံမည်နိုင်ငံခြားမှငွေရောက်မည်သို့မဟုတ်နိုင်ငံခြားမှငွေဝင်မည်တယ်လီဖုန်းအသည့်ဝင်မည်စာချုပ်စာတမ်းပြုလုပ်ရမည်ပညာရေးမှာတိုးတက်မှုရှိပါသည်ကျန်းမာရေးအနေနဲ့နှလုံးအားနည်းမည်အချင်းရေးမှာချစ်သူနှုတ်ကြားနားလည်မှုလွဲမှာမည်အိမ်တော်ရေးမှာလည်းအဆင်မပြေပါကံကောင်းသော ကနင်းများမှာ3 4 6ကနင်းများဖြစ်ပါသည်ဒေဒရာအနေဖြင့်ဗုဒ္ဓဟူးနေ့မှာတကူချီဖျားဗုဒ္ဓဟူးထောက်မှာ ရွှေချီလေးလက်ကတ်လိုပါဗုဒ္ဓဟူးသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါလိမ့်ရှင် တာသာပရိသသမီးများအတွက်တပတ်စာပြေလည်ဟောစတဲ့ညှော်လင့်ထားသောငွေဝင်ပြီးဝင်ငွေကောင်းပြီးတွေးကိစ္စရှင်အေးရမီအလို့အစ်စ်အတွက်အင်တာဗျူးဝင်ရမီနိုင်ငံခြားတာဝန်တရုံးမှာဗီဇာလျှောက်ထားပါကဗီဇာရမီဝန်ထမ်းဖြစ်ပါကလုပ်ငန်းထဲမှာအထက်လူကြီးနှင့်စကားများရမီပြည်အယောင်အဝယ်ဖြစ်မီလူပညာလုပ်ငန်းမှာငွေဝင်မီအမိအဖတအူဦးကျမ်းမာရေးညက်မီပညာရေးမှာကြိုးစားမှုအားနည်းနေပါသည်ကျမ်းမာရေးမှာခေါင်းမှုကောင်းကင်ဖြစ်မီအချင်းရေးမှာချစ်သူဦးလှည့်ပြခြင်းကို ခံရမီအင် င်တော်ရေးမှလည်းအဆင်မပြေပါကံကောင်းသောကနန်းများမှာနှစ်လေးခွန်ကနန်းများဖြစ်ပါသည်ဒေရယာအနေဖြင့်ကြာသာပတိနှစ်မှာတကိုးကြီးဖျားကြာသာပတိတောင်းမှာဇီကိုညွန့်တပြေကိုညွန့်ခန့်ကော်ကိုညွန့်ကတ်လူပါကြာသာပတိသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနှင့်ပြည့်စုံကြပါစေရှင် ။ဟောက်ကြသားသမီးများအတွက်တပတ်စာပေးခြင်း hospital အလုံးအစ်စ်အတွက် interview ဝင်ရမည်အောင်မြင်မည်။နိုင်ငံခြားမှငွေရောက်မည်သို့မဟုတ်နိုင်ငံခြားငွေဝင်မည်။အမှုကိစ္စရှိပါကညှိနှိုင်းရမှာအောင်မြင်မည်။အင်းအင်ကတိုက်ခန်းကွန်ဒိုခန်းအရောင်းအဝယ်ဖြစ်မည်။ပဲပြောင်းနှံကောက်ပဲသည့်နှံရောင်းဝယ်ရေးမှာဈေးကောင်းရရှိမည်။သေုံတို့လူနာသွားမေးရမည်။မေးခဲ့တော့ကောင်း၏။တယ်လီဖုန်းအစ်စ်ဝင်ပြီးဆိုင်ကယ်အရောင်းအဝယ်ဖြစ်မည်။ပညာရေးမှာကံကောင်းပါသည်နိုင်ငံခြားမှာကျောင်းတက်ခွင့်ရမည်။ဈေးမကြီးကတော့သွားနာသွားကိုက်ဖြစ်မည်။ အချီရနှင့်အိမ်အောင်ရေးတာရပါသည်။ကံကောင်းသောကနန်းများမှာ၄ခု၉ကနန်းများဖြစ်ပါသည်။ဒေရယာအနေဖြင့်တောက်ကြနှင့်တကိုးကြီးပြားတောက်ကြထောင်းမှာရှေကိုးခွက်ရေးတက်ပဲပါ။တပီကိုညွန့်ထိုးပါ။ဖျောင်းနိုင်ကိုယ်တိုင်းထုံညိပူဆိုပါ။တောက်ကြသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်။ စနေသားသမီးများအတွက်တပတ်စာပြေခြင်းဟောဆက်တယ်။ပိုပိုင်လုပ်ငန်းစတင်ရန်အစီအစဉ်ပေါ်ပြီးနိုင်ငံခြားမှာအလုပ်ရှာနေပါကသို့မဟုတ်နိုင်ငံခြားမှာအလုပ်လျှောက်လန်းထားပါက အလုပ်ရမည်။တမိတ်ယတနာရောင်းဝယ်ရေးမှကောင်းပြီးအိနေရအွှေ့အပြောင်းပေါ်ပြီးသို့မဟုတ်အိမ်သစ်တက်ရမည်။ရွှေဝင်ပြီးထွက်ထားသောရွှေများလည်းပြန်ဝင်ပြီးပညာရေးမှအောင်မြင်ပြီးကျန်းမာရေးမှခြေထောက်နာမည်။အချီးရေးမှချစ်သူနှင့်အဆက်အသွယ်ပြည့်နေလိမ့်မည်။အိမ်ောင်ရေးမှလည်းအိမ်ောင်ဘက်နှင့်စကားများရမည်။ကံကောင်းသောကနန်းများမှနှစ်၆ခွန် ံခနဲများဖြစ်ပါသည်ဒေရာအနေဖြင့်စနေနေ့မှနေအိမ်ဖျားចောင်းဆောင်မှထောပတ်ထမင်းကပ်လူပါကနေသားသမီးများတပတ်စာအတွင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေရှင်